မောလိုက်တာဟင်းနော်ဒီကနေဘယ်လိုပြေးမှလဲရေတွေနဲ့ဟာကိုဟေးလေမောင်းနေလူမရှိပါနဲ့နင်တို့ဟိုဘက်ကအဲ့မှာမဟိုဘက်ကရဲနဲ့တွေ့မှာမသိဘူးအားမပဲနေနေမှာပဲမောင်းနေသလားအားမပဲနေနေအဲ့ဒီကံကူးသေးနဲ့တော့ကံကူးလိုက်ဟိုဘက်ကအဲ့မှာစစ်သားပလဲကိုင်းစစ်သားဖမ်းမှာအဲ့ဒါအကောင်းဆုံးခြေထဲအောင်းနေရမယ်ဟာလာရောက်ပါလေဟော ဟဲ့ဘာလို့ကဘယ်လိုသွားမှာတော့လို့ငါတို့ဂိတ်ဝါကိုထွက်မလားဂိတ်ဝါထွက်ကြမလားငါတို့အိမ်ပြင်ရအောင်ပြီးတော့ထွက်မလားပြန်ကပိတ်လိုက်ပါပြီဆိုတော့ဘယ်လိုထွက်လာလဲဆက်ကားရေဘယ်လိုပိတ်တာဘာလို့ဒီလားကားပိတ်လိုက်ပြီလို့ပြောရတာမလားဒီကနေတော့ဟိုဘက်မှာ ။ဖိုင်းစစ်သားရရှိတယ်လေ။အာကျန်းဘက်ကကတ်သွားမယ်လေဒီလိုမျိုး။ကတ်သွားရင်ဘယ်လိုသွားဘယ်ရောက်။ဟုတ်ပါပါ။ဟုတ်ရောက်ပါလို့။ရောက်လာသွားမယ်လေအဲ့ဒါဆို။သွားမယ် စစ်တပ်ကဝင်ရောက်ဖမ်းဆီးနေတာကြောင့်ဒီကနေ့အောက်တိုဘာ22ရက်မနက်ပိုင်းကစပြီးမြောက်ရီမြို့နယ်အနီးဝင်းကျင်ကတရုတ်ကြားဖြန့်ယုံတွေမှာလုကင်နေတဲ့သူတွေထွက်ပြေးတိမ်းရှောင်နေကြရတဲ့အခြေအနေဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကရင်နယ်ချဆောင်တဲ့ BGF ကဒီကနေ့အောက်တိုဘာ22ရက်မနက်ပိုင်းမှာတရုတ်နိုင်ငံသားတွေကိုတော့ဖောကားတွေနဲ့တီးတန့်ပြောင်းရွှေ့ပေးနေတာကိုတွေ့မြင်ရတယ်လို့မြောက်ရီဒေတာခတ်တအူးကပြောထားပါတယ်။